ကနေပို့ပြီးတော့မှဝင်စီမဲ့လီလက်လေးကိုမျှဝေပေးခြင်းပါလေ တွေပို့ပြီးတော့မှရဖို့ရာအတွက်တချို့လူတွေကဘလို့မှရတယ်လို့ထင်တာလဲဆိုလို့ရှိရင်အလုံးလုံးနေတဲ့သူတွေဆိုလို့ရှိရင်ဟိုအွန်လိုင်းရှော့လုပ်နေတဲ့သူတွေဆိုလို့ရှိရင်လည်းငါပစ္စည်းနဲ့ပတ်သက်ပြီးတော့မှဗီဒီယိုတွေရိုက်တော့မှရောင်းတာတွေလုပ်တော့မှအဲ့တော့မှပတ်စံဝင်လဲလာဝန်ထမ်းတွေဆိုလို့ရှိရင်လည်းလာကုန်လို့လာစားထုတ်တော့မှပတ်စံရတယ်လို့ခံစားရတယ်အဲ့ကြောင့်အမုံကတော့ဒီနီလဲလေးကိုမျှဝေပေးခြင်းနဲ့အမုံကိုယ်တိုင်လည်းတုံးတာအရင်ကိုထိရောက်ပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်အမုံတို့က everything is money အရာလုံးရာလုံးကငွေကြီးနဲ့ချိတ်ဆက်နေတယ်ဥပမာအာကို မိဘူးလေးပဲတိုက်တာအဲ့လိုတိုက်နေရဆိုလို့ရှိရင်ဟာငါဒီလိုမျိုးမိဘူးတိုက်တာကလည်းပတ်စံနေဝင်းစီမှာဘာကြောင့်လဲလို့ဆက်ဆက်ပြီးတော့စဉ်းစားဖို့လိုတယ်မမုံတို့နေအင်းကြီးတွေမိဘူးတိုက်တဲ့အခါမှာတက်တက်ရှင်းရှင်းတက်တက်ရရဖြစ်သွားတယ်အဲ့လိုတ ရှင်းတက်ရတဲ့အချိန်မှာစိတ်ကပိုပြီးကြည်လင်လာတယ်ပိုပြီးတော့ idea တွေရလာတယ်အဲ့တော့မှပတ်စံတွေပိုပြီးတော့မှဝင်လာစေတာဥပမာကိုဖျားရှိခိုးတယ်ဆိုလို့ရှိရင်ငါကောင်းတဲ့လုပ်တွေကိုလုပ်နေတာဒီလိုမျိုးလုပ်တဲ့အတွက်ကြောင့်ငါပိုပြီးတော့မှစိတ်ကြည်လင်လာတယ်ပိုပြီးတော့မှလုပ်တွေကိုတစ်ဖက်တစ်လမ်းကနေပိုပြီးတော့အဆင်ပြေလာစေတယ်အဲ့တွေပတ်စံတွေပိုပြီးတော့မှရစေတယ်ကိုယ့်ရဲ့နှုတ်ကလေးကလည်းဗာပြောပေးဖို့လိုလဲဆိုလို့ရှိရင်ပတ်စံတွေကငါစီကိုအချိန်ပြည့်ဝင်လာတယ်အဲဒီလိုမျိုးစကားလေးနဲ့ကိုကပြောပေးဖို့လိုတယ်အရာအားလုံးကိုဘယ်အလုပ်ကိုပဲလှုပ်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 အရာတိုင်းမှာဝင်ဝေးတွေဝင်စေမယ်ပတ်စံတွေရစေမယ် ယ်ဆိုတဲ့ခံစားချက်ကိုကိုကပြောင်းလိုက်ခြင်းအဖြစ်ပတ်စံနေရကိုယ့်စီကိုတကယ်ကြီးရောက်လာတာကိုတွေ့ရပါလိမ့်မယ်။ဒါကြောင့်တချို့အရာတွေကအရာအလုံးကြီးကိုပြောင်းလဲဖို့မလိုဘူး။နည်းနည်းလေးပဲပြောင်းလိုက်တာနဲ့ကိုယ့်ရဲ့ဘဝကြီးတစ်ခုလုံးပြောင်းလဲသွားနိုင်တဲ့အခြေအနေတွေမှာအများကြီးရှိပါတယ်။ဒါကြောင့်ကိုဘာပဲလို ါပဲလုပ်လို့ငါဒီလုပ်လုပ်ချင်အဖြစ်ငါစီကိုပတ်စံတွေရောက်လာစီမှာဒီနည်းနည်းလေးကိုအတုံးချကြည့်ပါလို့ပြောချင်ပါတယ်တချိန်တည်းမှာပဲကိုကဒီလိုမျိုးငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ mindset တွေကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင် master your life ဆိုတဲ့၃ရက်တာ training မှာထည့်ပြီးမျှဝေပေးတော့မှာပဲဖြစ်ပါတယ်ဒီနည်းနည်းလေးကိုတည်ခြင်းအဖြစ်ကိုယ့်ရဲ့ဘဝထဲမှာအရာအားလုံးကဏ္ဍအတီးတီးမှာတိုးတက်ပြောင်းလဲလာတာကိုတွေ့ရပါလိမ့်မယ်လောက်ပြင်းများကြီးလောက်ပြင်းစရာမလိုဘဲနဲ့နည်းနည်းလေးပြောင်းလိုက်တာနဲ့ကိုယ်ဒီပို့ပြီးတော့မှာတိုးတက်လာမှာပဲဖြစ်ပါတယ်ဒါကြောင့် င်ဒီနီးလန်းတွေကိုသိချင်တယ်ဆိုလို့ရှိရင်တုံးရက်တာ training မှာပြန်နေပြီးတော့မှဆုံးတွေ့ပါအောင်မယ်။တင်တန်းက zone ကနေပြီးတော့မှ online training ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။အချိန်ကည9:00နာရီကနေပြီးတော့မှ9:00နာရီထိပဲဖြစ်ပါတယ်။ဒီလူကိုကြည့်တဲ့မိတ်ဆွေတွေအထူးကြီးငားတောင်းချက်ပြထားပေးပါတယ်။ကျေးဇူးများကြီးပဲတင်ပါတယ်။အမြင်နဲ့မှတ်ထားပါ Hero is you